ီနေ့တော့ရွေးကောက်ပွဲအပိုင်းနှစ်ကိုဒီမော့ဆိုမျိုးနဲ့ဖူဆိုမျိုးအပါအဝင်မြို့နယ်တရားမှာပြုလုပ်မယ်လို့စစ်ကော်မရှင်ကြေညာတဲ့တဲ့င်းမုံရွာမြို့နယ်မှာပို့ဆောင်ခံရတဲ့စစ်ကော်မရှင်စစ်မှုထမ်းတပ်သားအုပ်လက်နက်နဲ့တကွာဗက်ပြောင်းနေတဲ့င်း အာနာတိတ်စေအုပ်စုရဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုရနိုင်ငံတကာကို NLD ပါတီတောင်းဆိုတဲ့တဲ့စသတင်းတွေအပါဝင် Federal FIR ဒီနေ့အောက်တိုဘာလ29ရက်နေ့အတွက်နေ့စသတင်းတွေကိုကြားကြရပါမယ်။နောက်ပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ရွေးကောက်ပွဲအပိုင်းနှစ်ကိုလာမယ့်2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာပြုလုပ်မယ်လို့စစ်ကော်မရှင်ကမနေ့ကအောက်တိုဘာလ28ရက်နေ့မှာကြေညာထားပါတယ်။ရွေးကောက်ပွဲအပိုင်းနှစ်ကိုမြန်မာနိုင်ငံရဲ့မြို့ပေါင်းတရာမှာပြုလုပ်မှာဖြစ်ပြီးတော့အဲ့ဒီမြို့နယ်တွေအထဲမှာ Greenie ပြည်နယ်ကဒီမော့ဆိုတဲ့ Prusu မြို့နယ်တို့ပါဝင်လာတာတွေ့ရပါတယ်။ အခုလက်ရှိမှာတော့ဒီမော့ဆိုမျိုးရဲ့နေရာတချို့ကိုစစ်ကော်မရှင်တပ်ကပြန်လည်ထိန်းချုပ်ထားပြီးတော့ Green Gitol လေရဲ့တပ်ပေါင်းစုတွေနဲ့နေတိုင်းနေပါထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့စက်တင်ဘာလ19ရက်နေ့ကဒီမော့ဆိုဖရူဆိုလမ်းပိုင်းတလျှောက်ကိုစစ်ကော်မရှင်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတော့ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့တပ်စခန်းတွေစီကိုအင်စီကားအပါအဝင်စစ်ကားတွေနဲ့ခဲယမ်းပြေခါတွေကိုပို့ဆောင်နေပါတယ် စစ်ကော်မရှင်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်ဖို့ရည်ရွယ်ထားတဲ့ရွေးကောက်ပွဲအပိုင်း၁ရဲ့မြို့ပေါင်း၁၀၂မြို့မှာ Greenipi အတွင်းကလိုက်ကော်မြို့နဲ့ဘောလခဲမြို့တို့ပါဝင်ပါတယ်။ စကိုင်းတိုင်းမုံရွာမြို့နယ်ကြောက်ကာရွာအတွင်းမှာရှိတဲ့ရွှေကိုနီဖျားဝန်းအတွင်းမှာတပ်ဆွဲထားတဲ့စစ်ကော်မရှင်တပ်သားတွေထက်ကအတင်းအဓမ္မဖမ်းဆီးခံရပြီးတော့စစ်မှုထမ်းနေရတဲ့သူနှုတ်ဦးလက်နက်နဲ့တကွာမုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကိုဘက်ပြောင်းခိုးလုံလာခဲ့တယ်လို့မုံရွာမြို့နယ်ပကဖကအတိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါစစ်မှုထမ်းစစ်တပ်သား2ဦးဟာ2025ခုနှစ်အစပိုင်းကတည်းကစစ်ကော်မရှင်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးတော့စစ်မှုထမ်းပြီးတဲ့နောက်မှာအော်တိုဘာလ29ရက်နေ့မှာတော့လက်နက်တွေနဲ့အတူတိုက်တပ်ဖို့မုံရွာအမှတ်နဲ့တိုက်နယ်ပကဖတိုက်ခတ်ရဲ့အဖွဲ့ကိုချိတ်ဆက်ကဘက်ပြောင်းခိုးလုံလာခဲ့ကြတယ်လို့ဆိုပါတယ်။ မုံရွာမြို့နယ်ပကဖအနေနဲ့လည်းပတ်ပြောင်းလာတဲ့စစ်ကော်မရှင်တပ်သားနှုတ်ကဆေးရဆိုးမှုနဲ့ပတ်သက်တာမျိုးမရှိတဲ့အတွက်သူတို့ဖြစ်ချင်တဲ့ဆန္ဒအတိုင်းစူးစမ်းဆောင်ရွက်ပေးသွားမယ်လို့လည်းဆိုထားပါဗျ။စစ်အုပ်စုပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတိအမတ်မပြုဖို့နဲ့အကူအညီမပေးဖို့နိုင်ငံတကာအတိုင်းအဝိုင်းကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတောင်းဆိုလိုက်ပါတယ်။ မနေ့ကရစ်ဆွဲနဲ့ထုတ်ပြန်လာတဲ့ NLD ပါတီရဲ့ထုတ်ပြန်ချက်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာစစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကိုလက်မခံအတိအမတ်မပြုကြောင်းနဲ့နိုင်ငံတကာအတိုင်းအဝိုင်းကိုရွေးကောက်ပွဲကိုအတိအမတ်မပြုဖို့နီးပညာနဲ့ငွေကြေးအထောက်အပံ့မပေးဖို့ရွေးကောက်ပွဲလေ့လာသူများစေလို့ခြင်းမပြုဖို့တိုက်တွန်းတဲ့အကြောင်းထက်တွင်ဖော်ပြထားပါတယ်။စစ်အုပ်စုလုပ်မဲ့ရွေးကောက်ပွဲဟာလွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် စီရုပ်ခွင့်နိုင်ငံရေးလှုပ်ရှားခွင့်တွေလုံးဝမရှိဘူးလို့ NLD ကဆိုပါတယ်။နိုင်ငံတော်ဝန်မှာပြည်ပခါတွေဖြစ်ပွားနေပြီးစစ်ဘေးရှောက်3.6တန်းကျော်ရှိနေတဲ့အချိန်မှာရွေးကောက်ပွဲကျင်းပပြီးနိုင်ငံတစ်ခုလုံးရဲ့ area ၃ပုံ၃ပုံ၃ပုံမှသာကျင်းပနိုင်တယ်လို့ရွေးကောက်ပွဲပထမပိုင်းအရာပေါ်ပေါက်လာမဲ့လူတော်မှာရွေးကောက်ခံမဟုတ်တဲ့စစ်တပ်ကိုယ်စားလှယ်ထက်ဝက်ကျော်ပါရှိမှဖြစ်တာကြောင့်ဗီဒူလူထုကိုကိုးစားမပြုနိုင်ဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပရနီပြေဖို့ပေါ်ခုံမြုတ်တဲ့တနေရာမှာဒုတိယအကြိမ်မြောက်ကိုရောမနှုမနောအမျိုးသားလူငယ်အစည်းအရုံးကြီးလာခန့်တဲ့အတူစစ်ကော်မရှင်တပ်ကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကိုလူထုဆက်ကျင်ရှုတ်ချတဲ့ကမ်ပိန်းပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အဆိုပါကိုရောမနှုမနောအမျိုးသားလူငယ်အစည်းအရုံးကြီးလာခံကို ပြီးခဲ့တဲ့အောက်တိုဘာလ25ရက်နေ့ကနေ28ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ကြတယ်လို့ပွဲဖြစ်မြောက်ရေးကော်မတီကိုယ်စားလှယ်တအူးက Federal FM ကိုပြောပါတယ် အဆိုပါကိုရောမနုမနောအမျိုးသားလူငယ်အစည်းအရုံးညီလာခံကို၄နှစ်မှတကြိမ်ပြုလုပ်ခြင်းပကြတာဖြစ်ပြီးညီလာခံပထမအကြိမ်ကိုတော့2015ခုနှစ်မှာပြုလုပ်ခြင်းပခဲ့ပြီးဒုတိယအကြိမ်ကိုအကြောင်းအမျိုးမျိုးကြောင့်2025ခုနှစ်အောက်တိုဘာလ25ရက်နေ့မှာတာကျင်းပဖြစ်ခဲ့တယ်လို့သိရပါဗျ။ အဆိုပါညီလာခံအစည်းအဝေးမှာကော်ရော်မနှုမနော်အမျိုးသားလူငယ်အစည်းအရုံးရဲ့ဗဟုကော်မတီတရက်ပေါ်ပေါက်လာဖို့အတွက်အဓိကထားဆွေးနွေးခဲ့ကြပြီးတော့ဗဟုကော်မတီရဲ့ရှေ့ရေးလုပ်ငန်းစဉ်တွေလူမျိုးမှရှိတဲ့လူငယ်တွေကိုပိုပြီးစစ်စစ်လလုံနဲ့ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့အတွက်ဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။အခုဆက်ပြီးတော့နိုင်ငံတကာတည်င်းတွေကိုတင်ဆက်ပေးပါမယ်။ နမေဆိုးနဲ့ကြော်ကြတဲ့မြန်မာနိုင်ငံကငွေလိပ်စင်တာတစ်ခုကိုစစ်တပ်ကဝင်ရောက်စီးနှင်းပြီးတဲ့နောက်မှာထိုင်းနိုင်ငံဘက်ကနေဆက်ဖြတ်ကျော်ထွက်ပြေးသွားတဲ့အိန္ဒိယနိုင်ငံသား900ခန့်ကိုနေရက်ပြန်လည်ခေါ်ယူဖို့အိန္ဒိယကလေယာဉ်တစ်စင်းစီလို့ဖို့စီစဉ်နေတယ်လို့ထိုင်းဝန်ကြီးချုပ်အနုတင်ကပို့တူဟူနေကပြောခဲ့ပါတယ် ပြီးခဲ့တဲ့ရက်တသပတ်ကဆလို့မြန်မာစစ်တပ်က KK ပတ်ဆိုင်ဘာရာဇဝမှုစခန်းကိုစစ်ဆင်ရေးဆက်တိုက်ပြုလုပ်ခဲ့ပြီးအဲ့ဒီနေရာမှာအလွတ်လုပ်နေတဲ့နိုင်ငံခြားသားအများစုထိုင်းနေဆက်မဲဆောက်မြို့ကိုထွက်ပြေးလာခဲ့ကြပါတယ်။ နိုင်ငံပေါင်း28နိုင်ငံကလူပေါင်း1500ကျော်ထွက်ပြေးသိမ်းရှောက်ခဲ့ပြီးသိမ်းရှောက်လာသူတွေကိုထိုင်းနိုင်ငံကဆောက်ရှောက်ထားတယ်လို့ဒေတာဆိုင်ရာအနာပိုင်ရဲ့ထုတ်ပြန်ချက်အရသိရတယ်လို့အိန္ဒိယနိုင်ငံသား900နေရပြန်ရရေးအတွက်တရားဝင်စစ်ဆေးရေးလုပ်ငန်းစဉ်မြန်မြန်လုပ်နိုင်အောင်အိန္ဒိယတန်အမတ်ကထိုင်းလာဝကနဲ့တွေ့ဆုံမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံက KK ပတ်ကနိုင်ငံဖြတ်ကျော်ဆိုင်ပါလိမ်လည်မှုတွေကြောင့်နိုင်ငံတကာတရားဥပဒေစိုးမိုးရေးနဲ့တပ်သမန်တွေအကြားနမည်ဆိုးနဲ့ကြော်ကြားနေပြီးထိုင်းမြန်မာလာအိုနဲ့ကမ္ဘောဒီးယားတို့ကြားမှာရှိတဲ့နေဆက်ဒေတာတွေက COVID-19 ကပ်ရောဂါဖြစ်ပွားကြတဲ့က online လိမ်လည်မှုပိုချက်ဖြစ်လာပြီးတော့လူထောင်ပေါင်းများစွာကို လူကုန်ကူးကအသိအဓမ္မအလုတ်စေခိုင်းပြီးဒေါ်လာဘီလီယံပေါင်းများစွာရရှိခဲ့တယ်လို့ကုလသမဂ္ဂကပြောကြားခဲ့ပါတယ်။ ဒီတရင်ကိုတော့ writer တရင်ဌာနကိုကူကားတင်ဆက်ခဲ့တာပါလာမဲလာမှာကျင်းပမဲ့ကော့တတ်တီးရာဒီဥထုဆိုင်ရာထိတ်တီးအစီအဝေးပွဲမတိုက်ခင်ကပူဖြတ်တော့မဲ့အစီအစဉ်အတွက်ကိုတင်တွင်းထားတဲ့နိုင်ငံက64နိုင်ငံသားရှိပြီးနိုင်ငံတိုင်းကဒါကိုလှုပ်ဖို့လိုနေတာဖြစ်တယ်လို့ကုလသမဂ္ဂကအစီအခံစာထုတ်ပြန်ခဲ့ပြီးတော့ဒီလိုကပူဖြတ်တော့တဲ့ဂတိကဝတ်တွေကိုစုစည်းလိုက်တာကကဘာကြီးပူနွေးလာမှုကိုတိရမ၅ ဒီဂရီစင်တီဂရိတ်ရှော့ချနိုင်မှာ ဖြစ်တယ်လို့ဆိုပါရယ်။ပါရီယာတီဥထုသဘောတူညီချက်ကို2015ခုနှစ်မှာသဘောတူညီခဲ့ပြီး10နှစ်အကြာမှာကမ္ဘာအပူချိန်ကက်တက်မှုမှာပါဝင်တဲ့နိုင်ငံတွေရဲ့လှုပ်ဆောင်မှုကိုစစ်ဆေးနေပြီးတော့ပါဝင်နေတဲ့နိုင်ငံတွေဟာ9နှစ်ကိုတစ်ကြိမ်သူတို့ရဲ့ကာဗွန်ရှော့ချရဲ့အစီအစဉ်ကိုတင်ပြရမှာဖြစ်တဲ့အတွက်လက်တွေ့မှာတော့ကမ္ဘာလုံးဆိုင်ရာရဲ့30ရာခိုင်နှုန်းပဲလိုက်နာကြတာကိုတွေ့ရပါရယ်။ 2018ခုနှစ်ကသိပ္ပံပညာရှင်တွေဟာကဘာကြီးပူနွေးလာမှုကိုတိရမ5ဒီဂရီစင်တီဂရိတ်လောက်ထိန်းထားခြင်းကအပူလိုင်းတွေမုန်တိုင်းတွေတန်တာကြောက်တန်းတွေပျက်စီးမှုကိုထိန်းချုပ်နိုင်မှာဖြစ်တယ်လို့သဘောတူညီခဲ့ကြပေမဲ့2024ခုနှစ်ကစပြီးအဲ့ဒီသဘောတူညီချက်ကိုချိုးဖောက်ခဲ့ပြီးအခုလိုဆက်သွားနေရင်2030အစောပိုင်းကာလမှာဒီကတဲ့ချက်တွေကိုအပီးတိုက်ချိုးဖောက်ရမယ့်အခြေအနေမှာရှိနေတယ်လို့ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒီတရင်ကိုတော့ BBC World တင်ဌာနကိုကိုးကားတင်ဆက်ခဲ့တာပါဒီနေ့အော်တိုဘာလ29ရက်နေ့ဖက်ရအဖိုင်ရဲ့စစ်တင်းနဲ့နိုင်ငံတကာတင်တွေကိုကြားခဲ့ရတာပါကျွန်မအန်နီပါရှင်